Hi Jeremy ဘာပီတူညိုကိုမော်မာများအားလုံးမင်္ဂလာပါ Newsbeat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ15ရက်နေ့ကျွန်တော်နေ့လယ်ပိုင်းဗီဒီယိုသဘောနေနဲ့ဒီနေ့ခင်းမှာနောက်ဆုံးရရှိထားတဲ့တော်လန်သတင်းတို့သတင်းကောင်းတွေများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုအစားဆုံးကြည့်ရှုပေးချဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့အရင်ဆုံးအနေနဲ့ခတိုင်းလိုပဲသတင်းတိုလေးတွေနဲ့စာချင်ပါတယ်ပထမအဆုံးသတင်းသဘောအနေနဲ့ကတော့ ကိုင်းတိုင်းမော်ရမြို့အခြေဆိုင်အနှုံးမြို့တိုင်းစစ်ဌာနချုပ်နမခတ်တပ်တွင်ကိုရွှေတိုက်ဒုံးတွေနဲ့ပြခတ်တိုက်ခိုက်ခဲ့လို့တုံးလုံးကြောက်ရောက်ပေါက်ခွဲခဲ့ပြီးတော့ထိခိုက်ပျက်စီးမှုရှိနိုင်တယ်ဆိုတော့တတိယမဲ့ဖြစ်ပါတယ် အကောင်ကြီးကြီးတကောင်လာလို့အစီဝေးလို့ပြေးစားပွဲတောက်ပွဲလို့တာလို့သိရလို့ပြစ်ခတ်တိုက်ခတ်ခဲ့တာအဲ့ဒီစားပွဲတောက်ပွဲဘက်ကိုလည်းတလုံးကြတယ်လို့သိရပါဗျ။နောက်ဆက်တွဲထိခိုက်တည်ဆုံမှုပျက်စီးမှုအခြေအနေကတော့စုံစမ်းနေဆဲပါဆိုပြီးတော့မှ Brave Warriors for Myanmar BWM အဖွဲ့တာဝန်ရှိသူကလည်းပြောမှပြောဆိုထားတာဖြစ်ပါဗျ။အဲ့ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Shadow Moon ရအဖွဲ့ Shadow 3ကမာမိတ်တိုင်ရင်နဲ့ Justice Brothers Force of Fire ပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ mission ပေါ်ဆောင်ခဲ့တဲ့ရဲဘော်တွေအားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒါတော့ဗောနော်ကျွန်တော်နမခတွင်းကိုစစ်ကောင်စီရဲ့အကြီးပိုင်းစစ်ခွေးတကောင်ရောက်ရှိနေတာမလို့ခုဆိုရင်ကျွန်တော်တော်လံပူပေါင်းတဖို့နေပြီးတော့မှ short tight တုံးလုံးကြောက်ပေါက်ခွဲအောင်လှုပ်ဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။မကြခင်မှာတော့စစ်ကောင်စီတပ်တွင်းမှာဒီထိခိုက်တိုက်စုံမှုစနစ်ပတ်သက်ပြီးတော့မှအသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ မကွေးတိုင်းပခုတ်ကိုခရိုင်မြစ်ချေမြို့အောင်သာရွာကပြူစောထီတပ်ဖွဲ့ဝင်တအုပ်လက်နက်ခဲယမ်းတွေနဲ့သူမိသားစုလိုက်ပဲပြောင်းခလုံးလာတယ်လို့သိရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့တော့တောဆောင်ပြီးတော့မှသူ့ကိုခေါ်ထုတ်ရတာလွယ်လွယ်ကူကူပဲကျွန်တော်တို့ရွာချေတီကိုကပ်ပြီးတော့မှခေါ်ပေးခဲ့တယ်ဆိုပြီးတော့မှ AR down ပြည်သူ့ကော်မတီတပ်ဖွဲ့တတိယနဲ့ပြန်ကြိုက်တောင်းခံကိုရှင်းကနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ်။အောင်သာရွာဆိုတော့ပြူစောထီတရားကျော်နဲ့ဖွဲ့စည်းထားတဲ့ပခုတ်ကိုမြစ်ချေနဲ့တဝိုက်ပြူစောထီအင်အားအတောင့်တင်းဆုံးရွာတစ်ရွာဖြစ်ပြီးတော့မှ ဒေတာတွင်းစစ်ကြောင်းထိုးမိရှုတာတွေလူဖန်စီတပြက်မတာတွေမှာဥဆောင်ပြုတ်လို့နေတဲ့ရွာဖြစ်တယ်လို့ကျွန်တော်နောက်ထပ်တည့်ရတဲ့ပဲဖြစ်ပါတယ်။ဒီလိုမျိုးပြွာကနေပြတော့ပါနော်ဘေပြောင်းခလုံးလာတဲ့ကျွန်တော်ဒီပြစော်ရီနဲ့တွေ့မီတာစုံတွေကိုတော်လံပေးချာနေပြတော့မှလဲ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 ကျိုးဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြသထားတာမို့လို့နောက်ထပ်ကျွန်တော်ဘက်ကိုကုပြောင်းခလုံးချင်တဲ့ပြစော်ရီနဲ့စကောင်စီတဖွဲ့ဝင်တွေများစွာရှိနေတယ်ဆိုတော့အခုကတည်းကကျွန်တော်ဘက်ကိုအများဆုံးဘေပြောင်းခလုံးလာချဖို့အားလုံးကနေပြတော့မှဖိတ်ခေါ်ထားကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေ့နေခမိုက်မှာပထမဆုံးအနေနဲ့ကျွန်မကတော့ဟိုတလောကပဲပလဲမျိုးနဲ့စပါးစီချွေးမှာချသွားခဲ့တဲ့စစ်ကောင်စီရဲ့ Jet Fighter တစ်စီးကိုတော်လံဖူအောင်တော့ဖို့ဝင်နေပြီးတော့မှဝေရင်ပြစ်ပခုံးနားလောင်ချာနဲ့ပြစ်ချခဲ့တယ်ဆိုတဲ့သတင်းကိုရဲဘော်ရှယ်လေးနေပြီးတော့မှပြောကြားထားတာပဲဖြစ်ပါတယ်ရဲဘော်ရှယ်လေးဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စာချင်းလေးရအောင်နော်နောက်ဆုံးကျွန်တော်တို့ပြချနိုင်ခဲ့တဲ့ GF70 တိုက်တွေရေပြတ်ကျသွားပြီးနောက်ပိုင်းမှာတရုတ်တော်တော်လေးကိုအရှိုက်ကိုထိသွားတယ်လို့ကျွန်တော်တို့ထုတ်ပြန်ကြေညာချက်တွေမှာ တွေ့ရတယ်ဗျဆိုတော့ဒီတင်းကိုကျွန်တော်မပြောခင်မှာကျွန်တော်မိဘတွေကိုအတိပေးပြောကြားချင်တာကဒီတော်လန်ရေးမှာကျွန်တော်တို့ဒါအချမ်းမဖက်စစ်ခွေတက်ရဲ့တိုက်လီရှင်ကိုကျွန်တော်တို့ဘယ်တက်ဖွဲ့ဝင်ရပဲဖြစ်ဖြစ်ကျွန်တော်မိဘပြည်သူအားလုံးရဲ့ဝင်ရကိုညင်မှုကြောင့်သာတင်းအခုလိုမျိုးဒါကျွန်တော်တို့နိုင်ငံရဲ့တမိုင်းမှာဒီလိုတိုက်လီရှင်အမျိုးအစားအစုံဆန်နစီအထိပြချနိုင်တာတွေဆိုတော့ကျွန်တော်တို့ဒါဇာကစစ်တိုင်းဌာနချုပ်ကြီးတွေပြီးတော့ရေတပ်စစ်ဌာနချုပ်ကြီးလေကြောင်းရံကာကွယ်ရေဖြူဟာဂုံးလိုမျိုးစကန်အကြီးကြီးတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ကျွန်တော်တော်လန်တော့တစ်ဖွဲ့ဝင်တွေရဲ့တစ်ဖွဲ့ချင်းစီကြောင်းမဟုတ်ဘဲနဲ့ကျွန်တော်မိဘပြည်သူတွေကြောင်းဆိုတာကိုကျွန်တော်အမြဲတမ်းတင်ပြနေတတ်ပါတယ်ဟုတ်ပြီဒါကဒီနေ့ကျွန်တော်တို့မိဘပြည်သူတွေဒါဝင်းကူညီမှုနဲ့ပြစ်ချနိုင်ခဲ့တဲ့ JFMT တိုက်လေရင်ပြန်လည်ပြီးတော့အသက်သွင်းပြီးတော့ကျွန်တော်တင်ပြနေခြင်းကပထမအရှိတွေမှာဒါ PLA ရဲ့ပြစ်ချမှုဆိုတော့ကျွန်တော်ထုတ်ပြန်ကြေညာချက်တွေတွေ့ရတယ်ပြီးတော့ point 5 ဆက်လက်အမျိုးအစားနဲ့ဝေဟင်မြည်ပြီးပြတဲ့ဆက်လက်မျိုးအစားနဲ့ပြတ်ခတ်ခဲ့တယ်ဆိုတော့ဒါတုံ့တန်မှုတွေလည်းကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒီဈာတဲ့မှမှာကျွန်တော်တို့စစ်ကောင်စီဒါအလိုတော်ကြဒူရီမဟုတ်လော်ဘီတွေကနေပြီးတော့တစ်ဖက်လက်သတင်းတွေနဲ့ထုတ်ပြန်ခဲ့တဲ့ NUG ကျွန်တော်တို့ဒါမြို့သားညီညွတ်ရေးအစိုးရအနည်းအားဖြင့်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဒါပြစ်ချနိုင်တဲ့တိုက်လေရင်အခုအချိန်ထိမရှိသေးဘူးဆိုတော့ NUG နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဝေဟင်ပြစ်ပခုံးထမ်း ဆိုတော့ငှက်ပြက်ငှက်ကင်ကိစ္စတွေမှာ campaign တွေလုပ်ခဲ့တဲ့အကြောင်းအရာတွေကိုဥတည်ပြီးတော့တိုက်ခိုက်လာတဲ့သတင်းတွေဒီပိုင်းနဲ့ထွက်ပေါ်လာတာပါဒါဟာရန်ကို and all book ကောင်းပါလေကျွန်တော်ရဲ့မိဘပြည်သူတွေဒါကိုကျွန်တော်တို့သတိနဲ့စင်ချင်းသုံးသပ်ဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်အမြဲတမ်းပြောတာကျွန်တော်လီဘဲတွေကိုဘလို့ပဲမိဖုတ်ဖို့မိကင်ကင်ဘလို့မျိုးပဲအချားဖက်စစ်ခွေးတက်ရတိုက်လေရင်ကိုဘသူပြစ်ချပြစ်ချအဓိကကတော့ကျွန်တော်မိဘပြည်သူတွေရဲ့ဝင်းကိုညှိမှုကြောင့်ဖြစ်တယ်ဆိုပြီးဟုတ်ပြီဒါဆိုရင်တော့ ကျွန်တော်တို့ JFMD ဒါတိုက်လေရှင်တရုတ်နိုင်ငံထုတ်ဒီတိုက်လေရှင်ကိုကျွန်တော်ပခုံးတန်း man pad f6 မြေပြင်ကနေပြီးတော့ဝေဟင်ကိုပြစ်ချတဲ့ကျွန်တော်တို့ဝေရင်ပြစ်လက်နှက်နဲ့ပြစ်ချနိုင်ခဲ့တယ်လို့အမေရိကန်လုံခြုံရေးဆိုင်ရာသုတေသီတွေကဒီကနေ့မှထုတ်ဖော်ပြောဆိုလာတာဖြစ်တယ်။ဟုတ်ပြီ။ဒီသတင်းမပြောခင်မှာကျွန်တော်ရဲ့မိဘတွေကိုတစ်ဆက်တည်းကျွန်တော်တင်ပြချင်တာကဒီအပိုင်းတွေအတွင်းမှာကျွန်တော်တို့ကဘာစစ် မီးတွေကလည်းစတင်ပြီးတော့မီးမွေးနေတဲ့အခြေအနေတွေအများကြီးရှိတယ်။ပြီးတော့ကျွန်တော်တို့ရုရှားကထုတ်ပြန်ကြေညာချက်တွေမှလည်းကျွန်တော်တို့ဒါတတိယကမ္ဘာစစ်ဆပြီလို့သူတို့ဘက်ကတတ်မှတ်ပြောဆိုလာတဲ့အခြေအနေတွေတောင်မှကျွန်တော်တို့ကြားနေရတယ်။ဒီမှာရေဘော်ရှန်လေးပြောထားတဲ့အင်ဆန်တို့ပေါ့နော်ကျွန်တော်ပလဲမျိုးနဲ့မှာဆိုတော့စစ်ကောင်စီရဲ့ JF17 တိုက်လေရင်ကိုကျွန်တော်ပြလေပူအောင်တတိကနေပြီးတော့မှတိုက်ခတ်ခဲ့နေတာဖြစ်ပြီးတော့မှဝင်ပြပခုံးထလန်ချောင်းနဲ့ပြစ်ချနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီကြားထဲမှာစစ်ကောင်စီ lobby တွေကနေပြီးတော့မှ သူတို့ရဲ့ဒီတက်လျာဆိုတော့စစ်ချိုရုံတို့ပြစ်ချခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေအထိမျိုးလင်းမျိုးဆောက်ဝါတစ်ဖက်ပြောဆိုလို့ပြင်မဲ့တကယ်တမ်းကျတော့ကျတော့တလန်တဖို့ဝင်တွေရဲ့လက်ချက်နဲ့ပဲသူတို့ရဲ့ညတစီရဆိုတော့ဆုံရှုံခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေအားလုံးမျှဝမ်းထားတဲ့အချိန်ပဲညကင် project ဆိုရင်တဖြည်းဖြည်းတည်ဝင်လာတာမလို့ဘယ်တဖွဲ့မှာဆိုဒီလိုမျိုးစစ်ကောင်စီရဲ့တိုက်လေရင်တွေသူတို့ရဲ့ပေါ့နော်ဒီရဲရင်တို့ပြစ်ချနိုင်ခဲ့တယ်ဆိုတော့ပြည်သူတွေကလည်းပြမအတိုင်းမတိဝမ်းသာနေကြတာပဲဖြစ်ပါတယ် ဒီလိုမျိုးပဲကျတော်တို့ဒီကဲဘက်ကနေပြတော့ပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရဲနဲ့ဆီဟာဆိုရင်တော့ကျတော်တို့တော်လံပြည်သူတွေကနေပြတော့မှသူတို့ပြစ်ချနိုင်ခဲ့တဲ့သဘောအနေနဲ့တိမ့်တရာထိစူချင်းမြင်ခဲ့တယ်ဆိုတော့ကျတော်တို့ပေါ့နော်တတင်းတွေလည်းဒီနေ့မနေ့မှာကြားသိရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြော်မြင်မြင်ပြတော့မှမနေ့ကကဲညူဘက်ကနေပြတော့မှကော်တူလေးပြည်နယ်တဲ့ထူထောင်မဲ့ဆူပရမပြောကြားလိုက်တဲ့ပုံမှာဘယ်လိုမျိုးခြေကွက်လဲမဆန်နေပေါ့နော်ဒီခေတ်သက်ရှုံနေလဲဆိုတော့ကျတော်တို့တစ်ချက်လောက်နားထောင်ကြည့်လဲရအောင်နော်စဉ်းစားကြရနော်ကော်တူလေးဆိုတာနှစ်ရက်ရှိနေရလား နေရမရလေခုနကဘိုးမရရဲ့သားနေရမရလေသူကကော်တူလေးအစိုးရရဲ့တမရားတယ်သူကသူကျင်ညာထားပြီးသားနော်အဲ့တော့ခုကော်တူဝင်ကလည်းကော်တူလေးအစိုးရပါလို့ပြောတော့သူတို့ကရင်ပြည်နယ်လေးတစ်ခုထဲမှာပဲကော်တူလေးအစိုးရနှစ်ခုတော့ရှိနေလားပြီးတော့အဲ့ဒါကော်တူလေးအစိုးရပါလေနေရမရအောက်ကို KNU တို့အုပ်စုဝင်သွားမှာလားဒါမှမဟုတ်နေရမရ KNU အောက်ကိုပြန်လာဝင်မှာလားကော်တူလေးကိုကော်တူလေးကိုဘယ်သူကအပိုင်ယူထားမှာလဲဆိုတော့သူတို့ချင်းချင်းတော့မညီညွတ်တဲ့ကိစ္စကိုလေကြီးမိုးကြီးတွေပြောနေတော့ကျွန်တော်တော်တော်အံ့ဩတယ်ပြီးတော့သူတို့ရဲ့ဒီစကလုံးအတုံးတုံးတွေအပြောဆိုချက်တွေအကုန်လုံးကပြည်ထောင်စုစိတ်ဓာတ်မရှိဘူးဆိုတော့တွေ့ရတယ်သူတို့ကသူတို့လူမျိုးစုတစုစုစားပဲသူစဉ်းစားတယ်ပြီးတော့ ကောအဲ့ကွယ်ထွေးဝင်ကဘာထပ်ပြောလဲဆိုတော့သူစကားသူမှတ်ချက်သူစကားသူမှတ်ထားဖို့လိုတော့ဗျာကောကွယ်ကွယ်ထွေးပြောလဲဆိုတော့မဟာလူမျိုးကြီးဝါဒနဲ့ဆွဲကင်နေတဲ့ဒီအာနာရှင်စနစ်ကိုဖျက်သိမ်းပြရမယ်ဖြိုဖျက်ပြရမယ်ဖြိုချပြရမယ်ဆိုတော့ဒီမဟာလူမျိုးကြီးဝါဒဆိုတဲ့စကားလုံးတုံးလာတယ်အဲ့ဒါဘုသူ့ကိုယဉ်ညွန့်လာလဲဆိုတော့ကျွန်တော်တို့ဗမာတွေကိုယဉ်ညွန့်လာဗျာဗမာတွေကိုယဉ်ညွန့်လာစစ်ကောင်စီပြောတာဟုတ်လားဝါဒလို့သူတုံးလာဆိုတော့ကျွန်တော်တို့ကတော့အခုချိန်ထိခင်ဗျားတို့ကျွန်တော်တို့ပြန်ကြည့်ပါကိုယ့်ကိုယ်ပြန်ပြီးမေးပါဗမာဗမာတို့လူရန်သားတို့ဗမာတို့ဗမာပြည်သူလူထုအနေနဲ့ကိုယ့်ကိုယ်ပြန်မေးရမှာငါတို့မှာမဟာလူမျိုးကြီးဝါဒရှိသလားဆိုကိုယ့်ကိုယ်ပြန်မေးရမှာ ကျွန်တော်တို့ကမဟာလူကြီးဝါရရှိတာမဟုတ်ဘူးကျွန်တော်တို့ကဘိုးလေးကရှင်းရှင်းပြောရရင်တော့ဒီတိုင်းပြည်ရဲ့ကြော်ရုံကြီးဖြစ်နေရှိနေတာရှင်းရှင်းလေးပြန်တွေ့ကြည့်ကျွန်တော်တို့ဒီတိုင်းပြည်မှာဗမာတွေကပါတိုက်ပြည်မှာဗမာတွေကတိုင်းသားပေါင်းစုံပဲဖိနှိပ်ခံရမယ်လူမျိုးစုလားဗမာလည်းတိုင်းသားတွေတိုင်းသားတွေတော့ပဲဒါပေမဲ့အခြားတိုင်းသားတွေပြစ်မှတ်ထားပြီးတော့အမြဲတမ်းဝေဖန်တိုက်ခတ်ခံရမယ်လူမျိုးစုဖြစ်နေပြီလားကျွန်တော်တို့ဗမာတွေကပြန်စဉ်းစားကြကျွန်တော်တို့ဗမာလိပြန်စမ်းသပ်လို့လားကျန်တဲ့တိုင်းသားတွေကိစ္စကျွန်တော်ပြောသေးဘူးဒါပေမဲ့အဲ့ကျန်တဲ့တိုင်းသားတွေရဲ့ခေါင်းဆောင်လို့ဆိုတော့လက်နက်ကင်ခေါင်းဆောင်တွေကပြောနေတာကျွန်တော်ကျန်တဲ့တိုင်းသားတွေကိုလည်းဒီနေရာမှာတခါလေးပြောပြစီ ကျွန်တော်အခုပြောတဲ့စကားဒီတန်တိုင်းသားတအုပ်တောက်ချင်းစီအပေါ်မှာမတက်ရောက်ပါဘူးအဲ့ဒီအဆုံးရောက်တဲ့တိုင်းသားဇူမျိုးဆွဲကြီးလို့နဲ့ကြီးလို့နဲ့လက်နက်ကိုင်ခေါင်းဆောင်တွေကိုတက်ရောက်ပါတယ်ကျွန်တော်ပြောတဲ့စကားပြန်ပြောပါမယ်ကျွန်တော်အခုပြောတဲ့ဒီနေ့ပြောတဲ့စကားဒီတိုင်းသားတိုင်းသားတွေအားလုံးအပေါ်မှာမလွမ်းကြုံပါဘူးတိုင်းသားအားလုံးနဲ့တယောက်နဲ့မှမဆိုင်ပါဘူးအဆုံးရောက်ဝါရရှိတဲ့လက်နက်ကိုင်ထားသူတိုင်းသားခေါင်းဆောင်တွေကိုယဉ်ညွတ်ပါတယ်ကျွန်တော်ဒီစကားနော်တိုင်းသားခေါင်းဆောင်တွေနဲ့အဆုံးရောက်ဝါရဆွဲကိုင်ထားသူတိုင်းသားလက်နက်ကိုင်တွေကိုယဉ်ညွတ်ပါတယ် ကျွန်တော်ကူစကားအဲ့တော့ကျွန်တော်တို့ဗမာတွေကအဲ့ဒီလက်နက်ကိုင်တိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့တိုင်းသားအဆုံးရောက်လက်နက်ကိုင်အုပ်စုတွေရဲ့ပြစ်မှတ်ထားတိုက်ခိုက်ရမယ်လူဒန်းစားဖြစ်သွားပြီလားကျွန်တော်တို့ကဒီတိုင်းမှာမရှိရမယ်လူဒန်းစားလားဒီတိုင်းမှာဗမာလူမျိုးကဗမာဆိုလူမျိုးကပျောက်ကွယ်သွားမယ်လူမျိုးဖြစ်နေတာလားဒီကွယ်တော်ဝဲစကားအရာဆိုရင်ကွယ်တော်ဝဲနဲ့ပုံတော့ကျွန်တော်တိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကလုံးအဲ့တိုင်းပဲပြောတယ်ဗမာလူမဟာလူမျိုးကြီးဝါတာဗမာလူမျိုးကြီးဝါတာဒီလိုပဲသူတို့တုံးတုံးသွားတယ်ဆိုတော့ကျွန်တော်တို့ဗမာတွေကတိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအားလုံးပြစ်မှတ်ဖြစ်ပြီးတော့တိုင်းသားလက်နက်ကိုင်တွေအားလုံးချိန်မုန်းကျင်တဲ့ချိန်မုန်းကြီးခံရနိုင်တဲ့လူမျိုးစုဖြစ်သွားပြီလားကျွန်တော်တို့ဗမာတွေကပြန်စစ်စမ်းဖို့လိုပြီနော် တော့ကွဲထွန်းဒီစကားပြောတာလူမျိုးရေးခွဲခြားမှုလူမျိုးရေးဘက်ကိုရောက်နေတယ်။ကရင်တိုင်းသားတွေကပြန်ထိတ်ချောက်မှုလို့လေခင်ဗျားတို့ဥက္ကဋ္ဌကိုခင်ဗျားတို့ထိတ်မှုလို့လေမင်းတို့ပြောနေတာမင်းပြောနေတာရကွာငါတို့လူမျိုးရေးကိုတင်းတွန်းပို့နေတယ်မင်းမလုပ်သိဘူးမပြောသိဘူးဆိုတော့ပြောဖို့လို့လေအခုကွဲထွန်းအဲစကားပြောတယ်။အဒီလိုလူမျိုးကတိုင်းတိုင်းပြည်မှာခေါင်းဆောင်တွေဖြစ်လိုက်ဘယ်နှလုံးလဲ။ကျွန်တော်တော်တော်ကြောက်စရာကောင်းတယ်နော်။အဲ့တော့ကျွန်တော်ဗမာလူထုအနေနဲ့လေတချို့ကိစ္စတွေကသိဖို့တော့လိုတယ်ကျွန်တော်တို့ကဘုံမှာတိုင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေအမြင်ကြီးနေတာမဟုတ်ဘူးကျွန်တော်တို့ရရရတဲ့နေရာမျိုးဖြစ်ကိုစဉ်းစားနေတာလို့ကျွန်တော်ကမြင်လာပြီ။ကျွန်မမြင်ရတော့ပါနော်ဟုတ်ဆန်တော့ကျတို့ဘုမလူမျိုးစုတွေကိုအခြားတိုင်းတိုင်းကြီးကိုတွေရတယ်ပြီးတော့မှ ဒီမြန်မာနိုင်ငံတွေကနေပြတော့မှပါထဖို့ကြိုးစားနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့မျိုးစပြောဆိုနေတာဖြစ်တယ်ကျွန်တော်တို့တိုင်းသားညီကိုတွေပြောထားတာတော့ဗောနော်အခုဆိုရင်ဒီပုံမှန်လူမျိုးကြီးဝါဒကိုဆွဲခိုင်းထားပြတော့မှ သူတို့ပဲမင်းမုံနေကြတဲ့ Fisher Anderson လို့သူစုမြောက်လိုက်တော့အဆုတွေကိုအမြန်ဆုံးပြောချဖို့လုပ်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်ပြီးတော့ဒီကျော်မင်းမင်းတို့ hobby တစ်သက်ကနေပြီးတော့ပြောချထားတဲ့ပုံစံရတော့ကျတော်ဒီပုံမှာလူမျိုးအားလုံးကနေပြီးတော့မာတာကိုနာတရကောင်းမတိပဲနဲ့ပေါ့နော်အခုချိန်ထိဒီတဖက်လန်းနဲ့အပေထောက်ခါနေကြတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဝါရဖြစ်ပြောဆိုနေကြတော့မှဖြစ်ပါတယ်ဒီကောင်တွေကတော့ session B ဆိုတာနဲ့ကျတို့ဘာသာရေးလူမျိုးရေးတွေနဲ့အချင်းချင်းတွေ့ခွဲတက်ရှော်တဲ့နေလာနေတုံးပြတော့မှဒီပြန်ပြတော့မှ two session ကောင်တာလို့လာကြတော့မလို့ ကျွန်တော်တို့အနေနဲ့ဒါကို3 warrior sheet ဆိုတဲ့ပေါ့နော်စစ်ကောင်စီကိုဖြိုချရမယ့်ချိန်ပဲဖြစ်ပါတယ်။မြို့ဝပြည်သူတွေကလည်းမြို့မှာလည်းဒီချုံမင်းမင်းအားချောင်းပြောဆိုထားတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့အရေးချုံပုံကတော့နေပြီးတော့မှဇော်ဘွင်းရဲ့အခုဆိုရင်ထောင်ထဲရောက်တော့မယ့်ချိန်မှာသူက1 WPT ဖြစ်သွားနေပေါ့နော်။ဘယ်လိုမျိုးပေါ်ပန်းလေးဆိုပြောဖို့မလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ င်တော့ခွန်လိုက်မော်ကတော့အာချောင်ရတာဟုတ်လားခွန်လိုက်မော်ကအဲ့ဒါမြေမြမလှုပ်လို့ရတဲ့အရာရှိတယ်မြေမြမလှုပ်ချက်တိတ်တိတ်လေတော့လှုပ်လို့လှုပ်ချတဲ့အရာရှိလှုပ်လို့ရတဲ့အရာရှိတယ်ဘာလို့လဲဘာဖြစ်လဲတော့ခွန်လိုက်မော်လေးပြောက်သွားတာနော်ဥစဉ်တော့ဟုတ်ပြီပြောင်ကျို့ပြောတာနော်ဥစဉ်နဲ့ဥစဉ်အယုံမင်းစီကြီးကအေးကြီးတွေကိုလုံးကလည်းကိုတော်ဖွင့်တိတ်၄၀လုံးစိုက်ပြီးထားတယ်ဥစဉ်30ပဲပေးရတယ်30ပဲပေးရတယ်ကိပေးနဲ့လွှတ်ပြီးထားတယ်30ပဲကိုတော်ဖွင့်စီရောက်သေးတယ်ဆက်ရင်းအဆွန်းထွက်ကြတယ်ဒါဥစဉ်စက်ချင်းမဟုတ်လားဆက်ရင်းဆက်ထောင်းဆက်အပ်ပေးလိုက်နော်ဘောတော်ဘောတော်ဘောတော်ဘောကြီးတာအကျဉ်းပါဝင်တာဟုတ်လား ။ဘောင်ထဲမှာဆိုလို့ရှိရင်တော့ကိုကတော့ပတ်ဆံရှိရယ်။ဘောင်ထဲမှာလဖိတ်လည်းတောက်လို့ရတယ်။အကြွေးလည်းစားလို့ရတယ်။ဟုတ်လား။ငါလည်းစားအောင်မလား။ဟုတ်လား။အဖေပဲလည်းစားအောင်မလား။အဆန်ရှိလို့ရှိရင်ထောင်ထဲမှာကတော်တော်ကြီးအဆင်ပြေတယ်။မနေ့ကထောင်ထဲမှာစားကြတယ်ဆမင်းစီစံလေးဝယ်စားကြတယ်ဆိုဆမင်းစီစံလေးဝယ်ခိုင်းလို့ရလာတယ်။ထောင်ထဲဆိုတော့အေးစီစီပဲ။ထောင်ထဲမှာနော်။အဲ့တော့ဘာပြောပြောခဏကိုစောဖိုးငါးရငါးနဲ့ခါဆိုကိုစောဖိုးထောင်ကထွက်လာလို့ရှိရင်သူကတဘာရင်ဝါရင်ဖြစ်သွားမယ်။ဟုတ်လားအတွေးခေါ်ညစ်သွားမယ်။သူကထောင်ပေါင်းသွားသွားမယ်။နော်။ဖိုက်တင်တဲ့လောက်နိုင်ငံရေးပါဝါသွားမယ်ပေါ့ဗျာနော်။နိုင်ငံရေးပါဝါသွားမယ်။နော်။ ။ဘောင်းနဲ့ရောက်လို့ရှိရင်မိတ်ဆွေစင်မိတ်ဆွေမန်ဆိုသူတိလာလိုက်။ဘသူကမိတ်ဆွေစင်လဲဘသူကမိတ်ဆွေမန်လဲဟုတ်လား။တိလာလိုက်ပဲအဲ့ဒါကြတိလာလိုက်ပဲ။ဆရာတော်ပြန် YouTube ဆောက်ထားပါလေဆရာတော်ပြန်ဘယ်လိုဆောက်ထားပါလဲဒီလိုပါ냐ပူပါအဲ့ဒါလုံးမနေတာဟုတ်လားခွန်လိုင်းမော်လေးခွန်လိုင်းပြောပါပါနော်အခုကစိတ်မဆိုးပါဘူးကို့တက္ကရာကမားတွေဟုတ်လားဒီအမင်းမတူရင်တောင်မှပန်းနိုင်ရတခုတည်းပေါ့ဗျာပန်းနိုင်ရတခုတည်းပေါ့နော်အဲ့တော့ကိုပြောလိုက်လို့တစ်ဖက်ဘယ်လိုဝဲရင်ခဏခွန်လိုင်းမော်ပြောလိုက်လို့ထိခိုက်သွားတာဒီအများကြီးပဲနော်အဲ့တော့ဦးစင်းတော်မပြောဖို့အတွက်ကိုအမုန်းခံပြီးကိုဦးစင်းတော်ဟုတ်လား ခတ်ကြည့်မယ်လို့ပြအခုပြောမိအောင်ပြောကြရတယ်။သဘောမပေါက်ကြအောင်အခုဒီပြည်တွင်းထဲကချိုးလူတွေကနော်။သဘောမပေါက်ကြအောင်ဒီလိုဟာကဖတ်မာကြီးဆိုကြတယ်ဦးနော်ဘယ်လိုဟာဘယ်လိုဟာတက်ပြီးပြီဘယ်လိုဟာလုပ်ပြီးပြီဆိုတော့အဲ့ဒါတည်းလို့ဆရာတော်ကြီးဟုတ်လားလူကြောင့်ဆရာတော်ကြီးရှောက်ဆရာတော်ရှောက်ဆရာတော်ကြီးရဲ့မတရားခံတာကြွားထုတ်ကြတယ်တနားတော့ဘာတိရဲ့ဘူဘာတိရဲ့ဟမ်ဘာတိရဲ့ဟမ်အော်တစ်ခါကိုဘာလုတ်ပြလိုက်မယ်ညာလုတ်ပြလိုက်ဥရိတိုင်လုတ်ပြလိုက်မယ်လုတ်ညာလုတ်ပြလိုက်မယ်ဥရိတိုင်ပြန်ပြီးမှတော့အခွက်ကိုအဆုကိုရေးယူပြလိုက်မယ်အဲ့ဒါကလည်းခင်ဗျရေးယူပဇက်နဲ့ယူမနေနဲ့ အဲ့တူတူပြောတယ်အဲ့တူတူဆွဲတယ်ပုံမှန်ရတယ်တခုမှမဟုတ်ဘူးဒါတက်တက်ကဲနော်ဟိုကမမမခိုင်းတော့ဟိုဘာလို့ဆွဲရဟာနဲ့ဘာမှကိုမဆိုင်နေဘူးခင်ဗျာကဲဘာမှကိုမဆိုင်နေနော်အေးစစ်စစ်လေးနေကြမကူညီနိုင်ရဟုတ်လားအေးစစ်စစ်လေးနေကြတကယ်လုတ်ပေးရတဲ့သူတွေကြတော့ခင်ဗျားတို့စကက်စိတ်အောင်ရှက်ဖြစ်တယ်နော်ကျွန်တော်တော့905ဆိုလဲ905 60ကျော်ပါဆို965ကောက်ကြည့်တူပါလေပုံမှန်လေးတဲ့ဒါတို့ညီခင်ဗျားတို့ကနော်ဘူဘူတိုင်းလဲအကနာနာလဲမတိဘူဘူတိုင်းလဲဘာမှမတိဟိုကလဲဘာမှမတိအဲဆရာကြီးလိုလိုနဲ့ဟုတ်လား လူတွေရအောင် like တွေရအောင် share တွေရအောင်ဆိုတဲ့ပုံစံမျိုးမလုပ်ကြနဲ့နော်ပေါကတော့တော့ပါနော်ဒီဇဝင်းဖန်ခဲရနဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီစီမှာဒီဖီရှင်းချစ်တောင်းပြီးတော့မှဆန္ဒပြတင်တယ်ဆိုတော့ပုံစံမျိုးနဲ့ပြောဆိုလာတဲ့ပြောင်းကျိုးပြန်ပြီးတော့မှဆုံးမပြောဆိုထားတာပဲဖြစ်ပါတယ်ဒီဘောမှာဖွဲ့စည်းမှဆိုတော့အခုဆိုရင်တစ်ဖွဲ့ကွင်းနေတာမလို့ဒီပြောင်းကျိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှထောက်ခံတဲ့လူတွေရှိသလိုပေါကတော့ဘက်ကနေပြီးတော့မှယက်တိပေးနေကြတဲ့လူတွေရှိတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှတွေ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီပေါကတော့ပြောတဲ့စကားအရဆိုတော့ဇဝင်းထောင်ထဲမှာနေရတာပေါ့နော် ပြန်မနေရတာတစ်ပုံပြီးတော့မှပြောဆရာကောင်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပုံတော့နေပြီးတော့မှအားချောင်ပြောဆိုထားတာပြီးတော့မှပုံကုန်ဒီသူတို့ရဲ့စိတ်အနေစိတ်ထားမှာကိုပြတ်သားလိုက်တာပဲဖြစ်ပါတယ်ဇဝင်းထောင်ထဲမှာနေရတာကသူတို့အတွက်လူစားခွင့်ပို့ပြီးတော့ကောင်းသွားတာမလို့အခုဆိုရင်ပုံကုန်အနေနဲ့ဇဝင်းဖန်းခါတော့ပြောပြီးတော့မှအခုလိုမျိုးစကားတွေပြောဆိုရဲလာတာပဲဖြစ်ပါတယ်ဒါတွေလည်းဘောမှရုပ်ကတ်တွေတရှိတင်နေတာပြီးတော့မှပေါ်ကုန်တာဆိုတော့သူတို့ဘောမတွေတက်ပေါ့နော်တကယ်ကိုနှမြဖွဲ့ကောင်းဆောင်တာဖြစ်တယ်ဆိုတော့လည်းခုတည်းကသဘောပေါက်တင်နေတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပိုးနေတဲ့အပါသားစပေါ်မတကောင်ကနေပြီးတော့မှမြောင်းလိုက်လို့ physics kit မှာအခုဆိုရင်ပြီးသူတွေအားလုံးကယဉ်ကျေးမှုမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့တင်ကြုံပြီးတော့မှပြောဆိုထားတဲ့အားလေကျွန်တော်တက်ချက်လောက်အနားထောင်ကြည့်လိုက်ရအောင်နော်စိတ်တော်မဆိုးနဲ့ဗျကျွန်တော်မြန်မာတွေဒီကာလအတော်တည်းမှာတိတိတသာရိုင်းသွားကြပြီတော်တော်လေးရိုင်းသွားတာရိုင်းသွားရဆိုလဲကျွန်တော်တို့ဆိုရှယ်မီဒီယာမှာပဲတက်ကြည့်လိုက်ပါလားဟာတာပြောလို့ရှိရင်လဲဆဲတာဆိုတာပါတယ် အဲနောက်ပြီးတော့နိုင်ငံကြီးပြောလို့ရှိရင်လည်းတယောက်တယောက်ဆဲကြဆိုကြကျင်းကြမောင်းကြနေပေါ့နော်အဲအဲ့ဒီလိုမျိုးတွေကအဲသမင်းစားရေတောက်ဖြစ်လာတဲ့ခါကျတော့အပြင်မှာတကယ်တကယ်ဆက်ဆံတဲ့ခါမှာလည်းအဲ့ဒါတွေကပါလာတယ်ဗျအဲလိုမျိုးပါလာတယ်နောက်ပြီးတော့လေလူမှုစည်းဝါးပေါ့လူမှုစည်းဝါးမကျင်းတဲ့မှုတွေကပောက်ကွဲမှုတွေဖြစ်စီတယ်ပေါ့နော်အဲ့ပောက်ကွဲမှုတွေကကိုယ်အိမ်ကနေပြီးတော့ပြင်ပလူလူမှုဆက်ဆံရေးမှာပါတက်ရောက်လာတာတွေ့ရတယ်တယောက်တယောက်ဆက်ဆံရေးဒီမှာကျန်တန်းလာကြတယ်အဲစိတ်မရှိကြတော့ဘူးပေါ့နော်အဲကျွန်တော်ဒီရက်ပိုင်းထဲမှာကိစ္စ သုံးခုပေါ့ဒီရက်ပိုင်းဆိုဒီတရက်ထဲမှာပဲကျွန်တော်ကိစ္စတစ်ခုနဲ့တွားတာပထမတစ်ခုကကားခိတ်ကိုပစ္စည်းတွက်ပို့တာအဲကျွန်တော်ဒီကားခိတ်ဒီပစ္စည်းလေးအရေးကြီးလို့တေချာလေးပို့ပေးပါလို့ပြောတာဟာကိုသူ့ဘက်ကနေပြီးတော့ကျွန်တော်အဲ့လိုယူယူလေးပဲပြောလိုက်တာတော့တစ်ဖက်ကနေပြီးကျွန်တော်တော်တော်လေးကို respond ပေါ့နော်ကြမ်းကြမ်းတန်းတန်းရိုင်းရိုင်းဆန်းဆန်းကို respond လုပ်တယ်အာစစ်စစ်ကြီးတွေကလမ်းမှာရှိတယ်တဲ့ပျောက်သွားလဲမတက်နိုင်ဘူးဆိုတဲ့စကားကိုပြောတာပေါ့နော်ရှင်လိုင်းကိုတော့ကျွန်တော်ထည့်မပြောတော့ဘူးပေါ့အမေဒီနေရာမှာကျွန်တော်ကကတ်စတမာဖြစ်တယ်အကိုကြီးဟိုကျွန်တော်တို့ကတော့တက်နိုင်တယ်ကထိန်းသိမ်းပြပါမယ်အဲဒါပေမဲ့လူကြီးမင်းရဲ့ပစ္စည်းက တက်ဆိုင်ရာကနေစစ်ဆေးရဆိုလို့ရှိရင်တော့ဒါကျမတို့ကမတက်နိုင်ပါဘူးလို့ပြောရင်တော့ဒါရသေးတယ်ဒါသဘောပေါက်တယ်ကျွန်တော်မတက်နိုင်ဘူးဆိုတဲ့စကားကြတော့ကိုယ့်ပစ္စည်းလေးကိုတနေအောင်ရောက်ချင်လို့ပို့ပါတယ်ပျောက်သွားရင်လည်းမတက်နိုင်ဘူးဆိုတဲ့စကားတော်တော်လေးဆိုးရနော်အဲထားလိုက်ပါတော့ကျွန်တော်ကလည်းထားလိုက်ပါတော့ပေါ့နောက်တစ်ခါအဲ့တည့်ရက်ထဲမှာပဲကျွန်တော်စီးတေပက်ကလေးကတကယ်စေယုံကြီးတေယုံရဲ့ဟိုပါပေါ့စီးပေးတဲ့ဌာနကိုသွားတယ်ကျွန်တော်စီးသွားဝယ်တယ်ကျွန်တော်သူများကိုကျွန်တော်စီးပေးဖို့ရှိလို့စီးသွားဝယ်တယ်ပေါ့နော်အဲကျွန်တော်အဲ့စီးမျိုးစားလို့ခြင်းတယ်ရှိပါလားဆိုတော့အဲသူက အဲ့အဲ့ချိန်မှာဆက်ရှိလက်ရှိဖြေတာမျိုးမဟုတ်ဘူးကျွန်တော်တော်တော်စောင့်ဆိုင်းလေးရတယ်အဲ့လိုများနေလို့နေမှာပါပေါ့ကျွန်တော်နားလည်ပေးပါတယ်တကယ်လည်းလူများပါတယ်ဒါပေမဲ့ကျွန်တော်ဆေးရတဲ့ခါမှာအိုက်ဆေးရဘယ်နှဘူးရှိလဲအဲကျွန်တော်ကိုပေးပါလို့ပြောတဲ့ချိန်မှာမပေးနိုင်ဘူးတဲ့ဆေးရဆေးရရတဲ့ shortage ဖြစ်နေတာပေါ့နော်ပြတ်တောက်နေတာပေါ့နော်သူတို့ပေးတဲ့လောက်ပဲရမယ်ပေါ့အဲ့ဒါကိုကောင်းကောင်းပြောတာမျိုးမဟုတ်ဘူးလေစူဟောက်ကျင်းမောင်းပြီးပြောတာကျွန်တော်ရိုးရိုးလေးမိတာအဲ့တော့ဒီလိုမျိုးကားကိပဲဖြစ်ဖြစ်စီးုံစီးကမ်းပဲဖြစ်ဖြစ်ပေါ့ဘယ်နှမှာမဆိုလူတွေရဲ့ဒီ customer တွေကိုဆက်ဆံတာဖြစ်ဖြစ်လူလူနာတွေကိုဆက်ဆံတာဖြစ်ဖြစ်ကကြမ်းတမ်းရိုင်းဆိုင်လာတယ် အရင်ကတည်းကပဲဒီလိုရိုင်းနေတာလားခုပဲပိုရိုင်းသွားတာလားဆိုတော့ကျွန်တော်မွေခွက်တအောင်ပဲဒါပေမဲ့ကျွန်တော်ထင်တယ်ဒီနိုင်ငံကြီးမဖြစ်ခင်အဲ့ဒါကြီးမဆိုးဘူးဗျခုဒီနိုင်ငံကြီးတွေပါဖြစ်ပြီးနောက်ပိုင်းမှာလူတွေကတယောက်နဲ့တယောက်နဲ့ပြောဆိုဆက်ဆံလာတာတွေကလေတော်တော်ကြီးကိုလေကြမ်းတမ်းလာတယ်လို့ကျွန်တော်ခံစားမိတယ်အားလုံးကျေးဇူးတင်ပါတယ် သူပြောတာလည်းမှန်တယ်တလောက်တော့မှာတယ်เนาะကျွန်တော်တို့ဒီစစ်ကောင်စီကနေပြီးတော့မအားနာသိပ်ပြီးတဲ့နောက်ပိုင်းမှာဆိုတော့ခိုးဆိုလူရီမိုးတွေနဲ့သူပြည်သူတွေရာဆိုလဲသူတို့ရဲ့စိတ်မှာပျက်တက်လာတာမို့လို့အခုဆိုရင်တော့ကျွန်တော်တို့ဘယ်နေရောက်အဖွဲ့အစည်းတွေကနေပြီးတော့မှသူတို့ရဲ့ customer တွေပေါ်မှာရဲဆိုင်စစ်ဆန်တဲ့ပုံစံမျိုးတွေနဲ့ပြောဆိုမှုတွေရှိလာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုလဲကျွန်တော်တို့မြို့ပေါ်မှာရောဒီ GR တွေမှာဆိုလဲစစ်ကောင်စီနဲ့ဖူးသွဲပြီးတော့လှုပ်ဆောင်နေကြတဲ့အုပ်ကြီးတွေဒလန်တွေနဲ့ပေါ့နော်တခြားပြည်သူတွေတွေကနေပြီးတော့မှပြည်သူတွေရဲ့တင်းရထက်တဲ့အကျိုးခံဆောက်တွေတိတ်ကျုံရယူထားတာဖြစ်ပြီးတော့မှခုဆိုတော့သူတို့အနေနဲ့ ဒီစီးပွားရေးများဆိုလို့ကြည့်အောင်ထားတာပဲဖြစ်ပါတယ်အဲ့လိုမျိုးစီးပွားရေးတွေကပဲကျွန်တော်ပြည်သူတွေရဲ့ဒီရတဲ့ရတဲ့သူတို့ချိုးခန်းစားခွင့်နေနဲ့ ေ့စဉ်ဘဝတွေမှာကျွန်တော်တို့ကုသန်းစစ်သွဲတဲ့နေရာမှာရင်းဆိုင်စစ်ဆန်မှုတွေများစွာရှိနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးအုပ်စုတွေကဆိုတော့ကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအတွက်လုံးဝတကယ်အနောက်ရှစ်ကောင်တွေဖြစ်ပြီးတော့မှဒါကြောင့်မလို့လဲကျွန်တော်တို့ပြည်သူတော်လိုင်းတဖို့မနေနေပြီးတော့မှအခုလိုမျိုးပြည်သူတွေပုံမှာရင်းဆိုင်ရုံမှာဆောင်တဲ့စစ်ဆန်နေကြတဲ့အုပ်စုတွေပါဝဲမြို့လိုက်တို့ physical အာဏာရှင်ခေါင်းဆောင်တွေကိုတခါတည်းဖြုတ်ချမယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာပဲဖြစ်ပါတယ်ဒီတော်လိုင်းရဲ့လိုင်းလုံးမှာကျွန်တော်တို့အောင်ပွဲတွေရရှိနေတဲ့အချိန်မှာပဲပြည်သူတွေကနေပြီးတော့မှအလိုက်တဲ့ကိုတက်နေပြီးကနေပြီးတော့မှ ဝင်ရောက်ကူညီအဖြစ်ပေးရင်လည်းလှုပ်ဆောင်လိုက်မယ်ဆိုတော့ကျွန်တော်အားလုံးမျှဝေထားတဲ့အပတ် Federal Magazine စနဲ့ Fisher Nation စနဲ့တေချပေါက်ပြသုံးသွားမယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့နေခင်းမဲ့တစ်ပြက်ဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာရဲချင်တဲ့နေ့တည်လေးပတ်စံချပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။